ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့မေလ26ရက်နေ့ရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေတခြားသတင်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားပါမယ်အတင်းကတော့ကျွန်တော်အပြောင်းအရွှေ့ရာသီမှာ Matthias Cunha တို့ဘာလို့ကိုခေါ်ဖို့အတွက် Here we go တွေဘာတွေဖြစ်အပြီးမှာနောက်ထပ်အပြောင်းအရွှေ့တွေနဲ့ပတ်သက်လို့ဆက်ပြီးတော့ဆွေးနွေးနေရတဲ့ဆိုတဲ့သတင်းတွေကျွန်တော်တောက်လျှောက်တက်လာတယ်ဒါအပြင်အတင်းကနေပြီးတော့ရောင်းချမိတ်ဇာမာတချို့တွေလည်းကျွန်တော်ရှိနေတာကြောင့်ဒီနေ့လက်ရှိနောက်ဆုံးရထားတဲ့အတင်းရဲ့အပြောင်းအရွှေ့တွေနဲ့ပတ်သက်လို့ကျွန်တော်ဒါ ဆွေးနွေးကြည့်အောင်ပါဆွေးနွေးကြည့်အောင်ပါမင်္ဂလာပါဆရာသမားမင်္ဂလာပါနော်အဲမနက်ကတော့ live ဒီပါဒီမှာသွားပြစ်ဘူးပေါ့လေနော်မနက်ကနည်းနည်းလေးနောက်ကျသွားတာဗျာနောက်ကျသွားတာနဲ့ဘာနဲ့ကျွန်တော်တို့သာတိတ်ပြီးတော့မသွားပြစ်တာဆိုတော့အခုတော့ကျွန်တော်တို့သာ live ပြန်သွားလို့ရပြီနော်မင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှိရင်ဒီအပြောင်းရွှေ့တဲ့ရင်အကြောင်းကျွန်တော်မပြောခင်မှာเนาะအပြောင်းရွှေ့တဲ့ရင်အကြောင်းကျွန်တော်မပြောခင်မှာအန်တိုနီဆန်တိုးစ်ပေါ့เนาะအန်တိုနီဆန်တိုးစ်ကတော့ TND Sport မှာသူအလက်ရှိအခြေအနေတွေကိုပြောလာတာရှင်တယ် ယူနိုက်တက်မှာသူကစားခဲ့ရတဲ့ဖီအားဒန်နီကိုသူမခံနိုင်တော့ဘူးလို့သိတယ်မလားသူရဲ့အကူဖြစ်သူကိုလည်းအမြင်နဲ့သူခဏတိုင်းပြောပြတယ်ပေါ့နော်ဖီအားရီနဲ့အင်မတန်ကိုမွန်းချက်လွန်းတယ်ပေါ့ဗျာဟိုပျော်ရွှင်ရတဲ့အချိန်ဆိုတာတော့မှယူနိုက်တက်မှာဘယ်တော့မှမသူပြန်ပြီးတော့မမှတ်မိတော့ဘူးပေါ့အိမ်ပြန်ရောက်တဲ့အခါမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့သားလေးနဲ့မင်းပျော်ဖို့ရွှင်ဖို့အချိန်ပေးဖို့နီနီတတဘာမှလည်းအချိန်မပေးနိုင်တော့ဘူးနော်ဟိုကလေးနဲ့လည်းအတူလိုက်ပြီးတော့ကစားပေးနိုင်တဲ့အချိန်ကြီးဆိုတာလည်းမရှိတော့ဘူး ဟာလီမာခန်းနဲ့တော့ခက်ပြီးတော့ဘာမှမခံစားနိုင်တဲ့နေ့ရက်တွေတောင်မှသူရှိခဲ့တယ်ဆိုတာမျိုးကြီးကျွန်တော်ပြောသွားတယ်။ဒါတော့ဗျာဘယ်လိုပြောမလဲအတင်းကတော့ပါဒီအန်တိုနီဆန်တိုးစ်နဲ့ပတ်သက်လို့ကတော့အပြောင်းအရွှေ့မှာရောင်းမှုပြင်ထားပြီးသားပေါ့လေအခုဆိုလို့ရှိရင်ဒါအန်တိုနီဆန်တိုးကိုခေါ်ဖို့နဲ့ပတ်သက်ပြီးတော့ Real Betis တို့အပြင် Atletico Madrid တို့ Juventus တို့အန်တိုเนาะသူတို့၃ဒင်းကအန်တိုနီဆန်တိုးစ်ကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေတာ။ မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကလည်းအန်တိုနီဆန်တူအတွက်ပေါင်သန်း30နဲ့35သန်းကြားရမယ်ဆိုလို့ရှိရင်ရောင်းချမယ်ဆိုတဲ့သဘောမျိုးဆိုတော့ဒီနေရာမှာအပြောင်းအရွှေ့ဒီကြောင့်ကျွန်တော်မပြောခင်အဲ့ဒါကြောင့်မလို့ဘောနော်ယူနိုက်တက်မှာကစားသမားတိုင်းမအောင်မြင်တာဗျာဒီလားကစားသမားတိုင်းဘာလို့မအောင်မြင်ရလဲဘာလို့တချို့လူတွေအောင်မြင်ရလဲဆိုရင်ကျွန်တော်တို့ဖိအားဒဏ်တွေမခံနိုင်ကြလို့ပဲနော်ဆိုတော့မန်ချက်စတာယူနိုက်တက်ဆိုတာနဲ့အားလုံးကမျက်စိတောက်တောက်ကျွန်တော်ကြည့်နေကြတာမင်းမင်းကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ဘလို့အချိန်ဒီပဲဖြစ်ဖြစ်အားလုံးကမင်းကိုမျက်စိတောက်တောက်ကြည့်နေကြတာ နော်နိုင်ဝက်အတော်တွင်းမာရင်ကိုပဲမင်းကအနိုင်ကူးတွင်းလို့ရှိရင်ကျွန်တော်ပြောဟီရိုဖြစ်သွားနိုင်တယ်လို့အုံကိုဒီပါတွေပြရလို့အသုံးမကျတာတခုခုကျွန်တော်တို့နော်ကျွန်တော်ဒီဖြစ်သွားတယ်ဆိုလို့ရှိရင်ချက်ချင်းဆိုသလို0အဆင့်ကြီးကျွန်တော်တို့ကျသွားနိုင်တဲ့ခြေနေမျိုးတွေကျွန်တော်ရှိတယ်နော်ကျွန်တော်ဟိုတနေ့ကလည်းပဲဂျိုရှာဇီဂစီတို့ပါတို့အဲ့လိုမျိုးကိစ္စတွေကျွန်တော်ပြောသွားတယ်ဒီ United လို့အသင်းမျိုးမှာကမလွယ်ဘူးသိလားဆိုတော့အခုလက်ရှိအန်တိုနီလည်းပဲအဲ့လိုပဲဆိုတော့ထားပါတော့ဗျာအခုဆိုလို့ရှိရင်သူ Real Betis မှာလွတ်လွတ်လပ်လပ်သူကစားနေရပြီ ်အန်တိုနီဆန်တိုเนาะနောက်ကိုပြင်မစင်းဘူးกว่าဘာညာကျွန်တော်မကြားတော့ဘူးဆိုရှယ်မီဒီယာပေါ်မှာလည်းနီဆန်နည်းနဲ့ပတ်သက်လို့အန်တိုနီဆန်တိုဟာဘယ်နေရာတွေအားနေကြောင်းဘယ်နေရာတွေပါဖြစ်ကြောင်းကြည့်ရမလားကျွန်တော်မကြားတော့ဘူးအထူးသဖြင့် rehabilitate ကိုပြဘသူအာယုံဆိုင်လို့လဲဟုတ်တယ်မလားဆိုတော့ဘသူမှတိတ်ပြီးတော့အာယုံမဆိုင်ဘူးဘသူကမှဘာဖီအမှမရှိတဲ့အချိန်မှာကစားမားတွေပို့ပြီးတော့ perform ပြဖို့အတွက်ပို့ပြီးတော့လွှဲတယ်ဆိုတော့အခုလည်းကြည့်ကျွန်တော်ဝေဝေမကြည့်နဲ့ကိုရီအသင်းမှာရှိနေတဲ့ကစားမားတွေ Aston Villa နဲ့ပွဲမှာကျွန်တော်တို့ကြည့်ကြည့်ဒီကောင်တွေမှာဘာဖီအမှမရှိတော့ဘူးသူတို့သိတယ် ယူပါလေးလည်းသူတို့မရတော့ဘူးအကုန်လုံးကတိုင်ပက်သွားပြီဒါပေမဲ့ဒီပွဲဒီဘာမှအရေးမပါတော့ဘူးနောက်တစ်ဆင့်လည်းတက်မဲ့ပွဲမျိုးမဟုတ်တော့သလိုကျွန်တော်ဟိုတိုင်ပက်မဲ့ပွဲမျိုးလည်းကျွန်တော်မဟုတ်တော့ဒါကဒါပဲဒီပွဲနိုင်လို့ရှုံးလို့တည်ကြလို့ဘာမှဖြစ်မသွားတော့ဘူးသူတို့သူတို့သိရဲ့ဆိုတော့ဘာဖီအားမှမရှိတော့ဘူးပြိတ္တတွေကလည်းတိတယ်အရာသူအားလုံးကလည်းတိနေတယ်ဆိုတဲ့အချိန်မျိုးတွေမှာဒီကောင်တွေအေးအေးကစားသွားတာပဲဘာဖီအားမှမရှိပဲနဲ့နော်ပွဲပြီးတဲ့အခါမှာလည်းဘရူနိုဖာနန်ဒက်စ်ကိုကျွန်တော်တို့ဒါမေးထားတယ်နော်ဒီဂျာနယ်လစ်တွေကဘာကြောင့်မန်ချက်စတာယူနိုက်တက်က ဒီနေ့မှာပို့ပြီးတော့ကောင်းတယ်လေလို့ပေါ့နော်ဘာကြောင့်များပို့ပြီးတော့ကောင်းတဲ့ performance ကြီးပြနိုင်တယ်လေပေါ့ finalist ကတော့ကျွန်တော်တို့မှာဘာဖြစ်အားမရှိဘူးပေါ့ဖြစ်အားမရှိတဲ့အတွက်เนาะအလုံးနီးပါးကပူကောင်းအောင်ကစားနိုင်ကြတယ်ပူအာယုံဆိုင်နေကြတယ်ဆိုတဲ့မှုကြီးပြောထားတယ်အခုတော့ရှိတာပေါ့လေ United လို့အသင်းမျိုးကိုရောက်ပြီးဆိုကြတဲ့ကဖြစ်အားမရှိခြင်းလို့မရဘူးလူဆိုတာဖြစ်အားတွေအောက်ကနေရုံးထွက်နိုင်မှအချိန်ကြီးကောင်းမှာအရောက်ပေါ့နော်သူ Premier League မှာ United ဆိုလို့ရှိရင်တော့ဒါကဘာကဘာလုံးဆိုင်ရာကောက်ကိုပဲမျက်စိတောက်တောက်ကြည့်ရင်းခံရတဲ့အသင်းမျိုးဆိုတော့ ကျွန်တော်မပြောနဲ့ဗျာဒါမျိုးတခြားအသင်းတွေဆိုလို့ရှိရင်တောင်းပါပေါ့နော်မလွယ်ဘူး United မှာပေါ့တော့အထားပါတော့ Chelsea တို့ဘာလို့ဆိုလို့ရှိရင်လည်းမလွယ်ဘူးအရှိ Jadon Sancho တို့ရောက်စားတော့ငါဆိုလို့ရှိရင်ဟာတိရမနာအချင်းကြီးကောင်းပြီဘာညာနော် Man of the Match တွေဘာတွေရမြောက်စားကြတာပဲအခုလည်းကြီးတိုင်ပက်ပြီဆိုတော့လေပြန်တုမယ်ပြန်ဖို့မယ်တကယ်ကဲတိရမနာအသင်းကအပြည့်အဝမခေါ်တင်မှုဘာညာလုပ်နေကြတာဘာလို့လဲဆိုတော့အသင်းကြီးတွေမှာမလွယ်ဘူးဖြတ်တန်းတဲ့ကစားမတစ်ယောက်တည်းကဆိုတော့ဟိုဖီအားကအန်တိုနီဆန်တိုတယောက်တည်းပဲကျွန်တော်ရှိတာမဟုတ်ဘူးဗျာဒါသူ့ကိုတော့စာနာပါတယ်ကျွန်တော်ပြောချင်တာကနော် အဲ့ဒါလည်းပဲဖီအားကသူတယောက်တည်းကျွန်တော်ရှိတာမဟုတ်ဘူး။အန်တိုနီဆန်တို့ကဘယ်တော့မှမဂျိုရှူဝါဇစ်ဇီလိုမျိုးပထမပိုင်းမှာလူစားလဲခြင်းမခံရဘူး။ဂျိုရှူဝါဇစ်ဇီလိုပထမပိုင်းမှာလူစားလဲခြင်းခံရတာကဘလောက်ရှက်စရာကောင်းလဲကျွန်တော်တွေးကြည့်လို့ရတယ်။ကစားမတယောက်ကပထမပိုင်းမှာလူစားလဲခံရတဲ့ဘိုင်းအင်ဂျူရီမှလည်းမကြုံဘူးပါ냐ဆိုတာကောင်းကောင်းကျွန်တော်တွေးကြည့်လို့ရတယ်။ဘလောက်ရှက်စရာကောင်းမလဲဆိုတာ။ဒါပေမဲ့ဂျိုရှူဝါဇစ်ဇီဒီအဲ့ဒီတုန်းကပရိသတ်တွေပြောင်းရင်းကွင်းထဲမှာနော် ဝင်းထဲမှာပြောင်းရင်းလောင်ရင်းခံရတဲ့အချီနီနီးပြားကလည်းပထမပိုင်းမှာတင်မပြီးသေးခင်မှာတင်လူသားလဲတဲ့အချီနီမျိုးကနေအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒါပြိသက်တွေအများကြီးသဘောကျတဲ့ကစားမတရားဖြစ်လာပြီ။ဘာလို့လဲဆိုတော့အဲ့ဒီတုန်းကဖိအားတွေကိုကောင်းကောင်းရင်ဆိုင်နိုင်ပြီးတော့ပိုကောင်းအောင်လုံနိုင်ခဲ့လို့ပဲ။အဲ့တော့ကျွန်တော်တို့မှာဆိုလို့ရှိရင်အခုလက်ရှိအန်ဒရယ်ဦးနန္နာတို့ဒီကူသမားတွေဆိုတာမျိုးကဗျာဒီပရိုကူသမားတွေပြီးလို့ရှိရင်လည်းပဲအင်တာမီလန်တို့ဘာလို့ ਨੇ ဟိုချန်ပီယံစ်လိဖိုင်နယ်တွေဘာတွေဒီကျွန်တော်ရောက်ထားခဲ့တဲ့ကူသမားတွေ သူတို့သာအရေးချင်းမရှိဘူးဆိုလို့ရှိရင် IT အဆင့်ထိရောက်စရာအကြောင်းမရှိဘူးသို့တော်အခုလက်ရှိအသင်းမှာကျတော့ဘာမှမဟုတ်တော့ဘူးသိတယ်မလားမလိုအပ်တာတွေတော့မှကျတော့ကုဘီနာကဖြတ်သွားမြေဘောလုံးလေးပေါက်ပေါက်ခွပေါက်ခွဖြစ်နေတာတော့မှဟိုခြေထောက်နှစ်ချောင်းဇုံမြောက်ပြီးတော့မြင်ဒိုင်ပင်ထူးလို့ထူးနေဘာတွေလျှောက်လို့မှမသိတော့ဖြစ်သွားပြီဒီကစားမတွေဒီဘာ confidence မှမရှိတော့လို့ဖြစ်ရတာဘာမှယုံကြည်မှုမရှိတော့လို့ဖြစ်ရတာဖိအားဒဏ်တွေကိုမခံနိုင်တော့လို့ကျွန်တော်ဖြစ်ရတာဆိုတော့ဒါကြောင့်ဒီလိုမျိုးခက်ခဲပါတယ်ဆိုတဲ့ကာလမှာဆိုပူတော်ဆူးသေးတယ် ကိုတော်ဆိုးသေးတယ်ကျွန်တော်တို့အနေနဲ့เนาะအခုလက်ရှိ market structure နဲ့ပတ်သက်ပြီးတော့ Aston Villa ကိုပြောင်းသွားတယ်ကျွန်တော်တို့ဘာပြောကြသေးလဲဘယ်သူမှဘာမှမပြောကြတော့ဘူးဟုတ်တယ်မ Green မဆိုင်ကြတော့ဘူးဗျာအခုဆိုလို့ရှိရင် तू injury ကြောင့်ယာဒီကုန်ကြီးကျွန်တော်နားတော့မယ် Aston Villa လိုနေပါပြီဆိုတဲ့အချိန်မှာ तू မရှိဘူးဘယ်သူ Green ဆိုင်တယ်ဘယ်သူမှ Green မဆိုင်ဘူးဘယ်သူမှ Green မဆိုင်ဘူးကျွန်တော်တို့အနေနဲ့ဒါပေမဲ့လို့ကျွန်တော်လက်ရှိ United မှာကျွန်တော်အဲ့လိုမဟုတ်တော့ဘူးဒါကြောင့်မနော် United မှာကစားသမားတိုင်းဘာလို့မအောင်မြင်လဲဆိုတော့ဒီအသင်းရဲ့ pressure တန်ကိုမခံနိုင်လို့ပဲသူတပြင်းတော့ ကျွန်တော်တို့တမိုင်းကကြီးလွန်းတော့အဲ့ဒီတမိုင်းရဲ့ရိုက်ခတ်မှုဒဏ်တွေကရှိနေသေးတာအာအရင်တုန်းကတော့ဘလူးကစားမတွေရှိခဲ့တာအခုတော့ငါတို့ဘလူးကောင်တွေကြီးနေရတယ်ဆိုတဲ့ပုံစံမျိုးနော်ဒါအပြင်ကိုအသင်းရဲ့အချင်းကြီးကလည်းကစားမတွေမှာအသင်းကိုကျွန်တော်တို့အထိုင်ကျဖို့ခင်းရင်မာနေဆိုအဆင့်15နဲ့ရာသီသိမ်းရတာတို့နော်ဟူသင်းနဲ့တွေ့လဲရှုံးတာတို့ဒီကောင်ကလည်းဂိုးပေါက်တက်အောင်မကန်နိုင်တာတို့ဦးကောင်ကကိုရှိမှရှိတဲ့ဘောလုံးပါစကိုတော့မှန်အောင်မပေးနိုင်တာတို့အဲ့ဒါမျိုးတွေကျွန်တော်တွေ့နေရတာဒါရီယာဖီအားတွေကြောင့်ဖြစ်ရတာတွေပဲအဲကြောင့်အန်တိုနီဆန်တိုးစ်ကတော့ဗောနော် ူအနေနဲ့ယူနိုက်တက်မှာကစားခဲ့ရတဲ့ဖိအားဒန်နီကိုလုံးဝမခံနိုင်တော့ဘူးဆိုပြီးတော့သူပြောခဲ့တယ်။ဒါတော့အနာဂတ်တွေကတော့ဘာဆက်ဖြစ်မလဲကြည့်ရမှာမှန်ပြီမဲ့လို့အန်တိုနီဆန်တုစ်ကိုတော့လက်လွတ်တာကပဲအကောင်းဆုံးမှာယူနိုက်တက်မှာပြန်ရောက်လာမယ်ဆိုလို့ရှိရင်လည်းပဲပရီးမီးယားလိရဲ့ဒမန်ဖြစ်တဲ့ physicality နဲ့သူနဲ့ကအဆင်မပြေဘူး။နောက်တအပြင်ကျွန်တော်တို့ပရီးမီးယားလိအဆင့်15မှာဒီတက်ပူဆိုးလို့မရတော့တဲ့အခြေအနေမျိုးမှာကစားမတိုင်းကကောင်းနေမှရမှာဒီတော့အန်တိုနီဆန်တုစ်ပြန်ရောက်လာပြီဆိုရင်လည်းစိတ်ကြီးရတာပဲကျွန်တော်ရှိမှာပဲ။ ဆိုတော့အန်တိုနီဆန်တိုအနေနဲ့လက်ရှိအချိန်အချိန်ကြီးကောင်းနေပါတယ်ဆိုတော့ real betis ဒါမှမဟုတ်เนาะ atletico madrid ဒါမှမဟုတ် juventus တို့ကိုသူပြောင်းပြောင်းမယ်ဆိုလို့ရှိရင်သူ့အတွက်လည်းကောင်းမယ်လက်ရှိခြေသွမ်းပြနေတာဖြစ်တဲ့အတွက် betis အတွက်လည်းကျွန်တော်ကောင်းမယ်ကိုအသင်းကလည်းရောင်းချပြီးတော့ငွေရှာနေတာဖြစ်တဲ့အတွက်အသင်းအတွက်လည်းကျွန်တော်ကောင်းမယ်အဲကြောင့်ကစားမားတိုင်းခြေသွမ်းပြဖို့မလွယ်ကူတဲ့เนาะဖိအားများတဲ့အသင်းမျိုးမှာ anthony santos တို့ဘာလို့လဲကျွန်တော်ဒါလမ်းခွဲတာက၃ဘက်စလုံးအတွက်အကောင်းဆုံးလို့ကျွန်တော်ထင်တယ် တော့အန်တိုနီဆန်တို့ဘယ်အသင်းကိုပြောင်းသွားမလဲကျွန်တော်တို့ကြည့်ရမှာပေါ့လေဆိုတော့အသင်းမှာကစားသမားတိုင်းတို့မလွယ်ကူပါဘူးเนาะကစားသမားတိုင်းလည်းကျွန်တော်မလွယ်ကူပါဘူးเนาะဆိုတော့အဲနောက်တစ်ခုကျွန်တော်တို့အပြောင်းရွှေ့နဲ့ပတ်သက်လို့ကျွန်တော်ကြည့်ကြည့်အောင်ပြီးလို့ရှိရင်ကျွန်တော်ကွန်မန့်လေးလေးကျွန်တော် AC ဖတ်အောင်ဆိုတော့เนาะဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့လက်ရှိမှာ Richard Fay တို့ Manchester Evening News ကပါเนาะ Alex Crox တို့ကနေပြီးတော့ကျွန်တော်တို့ report လုပ်ထားတာရှိရယ် Manchester United က Brian Brandford အလင်းရဲ့ပေါ့နော်ကျွန်တော်တို့ဒါ right wing ကစားမဖြစ်သူအံပွဲမှုကိုခေါ်ဖို့အတွက်ဆွေးနွေးမှုတွေစတင်ပြုလုပ်နေပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ Brandfoot ရဲ့ဘက်ကတော့ဒီကစားမဖြစ်သူတွေပေါင်တန်း90ဝန်းကျင်တက်မှတ်ထားတယ်ပေါ့။ Manchester United ကတော့ဒီကစားမဖြစ်သူကိုခေါ်ယူဖို့အတွက်ဂါနာချူကိုရောင်းချလို့ရတဲ့ငွေကြီးတွေကိုတုံးပြီးတော့ကျွန်တော်တို့ဒါခေါ်ယူဖို့အတွက်ပြင်ဆင်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။အဲကျွန်တော်ကတော့ဆွေးနွေးမှုတွေလုပ်နေတယ်ဆိုတာကတော့အပေါင်းလက္ခဏာပါ။ဒါအပြင်ကျွန်တော်တို့ဒီ မတ်ဒီယက်ကွန်ညာတို့ဘာတို့ကိုရအပြီးမှာနောက်ထပ်ပရီးမီးယားလိမှာအခြေချပြီးသားတွင်ကိုဖန်တီးမှုတွေနဲ့ပတ်သက်ပြီးတော့ကောင်းပြီးသားကစားမတဲ့ကိုခေါ်မယ်ဆိုရင်အဆင်ပြေတယ်ဗျာဒီလားဆိုတော့အဲ့မဲ့တန်း90ဆိုတာကတော့အတင်းပတ်ကတော်တော်ကြီးစဉ်းစားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့တွေးကြည့်ရရင်မတ်ဒီယက်ကွန်ညာကိုကျွန်တော်ညီနဲ့တန်း60ကျွန်တော်ပြီးခေါ်ထားတယ်လက်ရှိပွဲမှုကိုကျွန်တော်တန်း90ပြီးခေါ်ပြီးတော့အဲ့ဒီနှစ်ယောက်တင်ဖို့တန်း100ကျော်ကုန်သွားပြီဆိုရင်အတင်းအတွက်နောက်ထပ်ကစားမတွေနောက်ထပ်အားပြမဲ့နေရာတွေကခဲရင်သွားမှာ ။ဒါအပြင်ကျွန်တော်တို့ကအဲ့ဒီနှစ်နေရအားဖြိလိုက်လို့ခံစစ်မှာအမှားတွေလုပ်နေတာ၊ဂူသမားကဂူမဖမ်းနိုင်တာ၊ကွင်းလယ်က physicality အားနည်းတယ်လို့ဘာမှပြိုင်ဘက်ကိုထိန်းချုပ်မကစားနိုင်တာ၊ wing backs တွေကအဆင်မပြေတာအဲ့ဒါတွေအကုန်ပြည်လည်သွားမှာမဟုတ်ဘူး။တိုက်စစ်ကိုအားနည်းလို့တိုက်စစ်ကိုအားဖြည့်ရင်အတိုင်းအတာတစ်ခုတည်းတိုက်စစ်ကောင်းလာမယ်။ကွင်းလယ် wing back နဲ့ခံစစ်ဂူသမားတွေကဒီတိုင်းကြီးကြံခဲ့မှာတို့အတင်းတွက်ငွေသုံးမယ်ဆိုတဲ့နေရာမှာကျွန်တော်ကစားမကောင်းနေတော့ကျွန်တော်ရကျင်တာပေါ့တို့တို့လည်းပဲကစားမကောင်းနေရဖို့အတွက်ဈေးတွေ အတွက်ကလည်းတော်တော်ကြီးကိုအဆင်ပြေနေမှကိုယ့်အတွက်ကဖြစ်မယ်အခုကချန်ပီယံစ်လိဂ်တွေဘာတွေကနေပြီးတော့လဲကျွန်တော်တို့ဒါဝင်ခွင့်မရတော့ဘာမှဝင်ငွေမျှော်လို့မရဘူးကိုအသင်းရဲ့ကစားမားတွေရောင်းချပြီးတော့အဲ့ဒီကနေရလာတဲ့ငွေတွေကိုပဲကျွန်တော်မျှော်လင့်ရမှာဆိုတော့ကာနာချူရိုဘာတို့ကိုရောင်းလို့ရတဲ့ငွေတွေကိုသုံးမယ်ဆိုရင်တော့တမျိုးအဲ့လိုမဟုတ်ဘူးဆိုရင်တော့အသင်းတွက်ကကျွန်တော်တို့မလွဲဘူးဒါအပြင်ကစားမားအနည်းဆုံး9ယောက်6ယောက်900ယောက်လောက်ထိကိုခေါ်ဖို့လိုတဲ့ကိုတွေအသင်းမှာကစားမား2ယောက်အတွက်တန်း100ကျော်ကုန်မယ်ဆိုရင် ဘလူးမန်တော့အတင်းတူလက္ခဏာလက္ခဏာကောင်းဟုတ်နေတယ်လို့ကျွန်တော်တို့မထင်ဘူးပေါ့နော်ဆိုတော့ဘွယ်မူနဲ့ပတ်သက်လို့ရှိရင်တော့ပရီးမီးယားလိမှာနံပါတ်1ပရီးမီးယားလိမှာအဝင်ခွင့်ကြဖြစ်ပြီးသားကစားမတယောက်ဖြစ်တယ် physicality ကျွန်တော်တို့ကောင်းတယ် twin goal တွေဖန်တီးမှုနေနဲ့ပတ်သက်လို့ပေါ့နော်ဒီကစားမကဒီယာဒီမှာတော်တော်ကောင်းကောင်း performance တွေပြထားတဲ့သူတယောက်ဖြစ်တယ်ဒါပြင် nero number 10မှာလည်းပဲအကောင်ဆုံးကစားနိုင်စွမ်းရှိတယ်ဆိုတော့ကွန်ညာဘွယ်မူဆိုတဲ့ကျွန်တော်တို့ဒီအတွဲကအတင်းတူမျှော်လင့်စရာအများကြီးဖြစ်လာမှာပေါ့ဗျာဒါပေမဲ့လို့ကျွန်တော်တို့ ကျွန်တော်က Ryan Chagiro ဘာလို့ကိုကျူးပန်းသိနေလို့ထင်တာပဲ။ Chagiro ဘာလို့ကတခုတော့ရှိတာပေါ့နော်။ Premier League မှာကစားဘူးတဲ့ player တွေမဟုတ်တဲ့ခါကျတော့ Premier League မှာအဆင်ပြေပါမလားမပြေပါမလားပေါ့။နော်ဆိုတော့ကစားမကအသက်ကလည်းငယ်သေးတာ ਉਹ ကျွန်တော်ကတော့ဘွယ်မူဆိုလို့ရှိရင်တော့ပို့ပြီးတော့အာမခံချက်ရှိလိမ့်မယ်လို့ထင်တယ်။ဒါပေမဲ့ Ryan Chagiro ဆိုလို့ရှိရင်ပို့ပြီးတော့မျှော်လင့်ချက်ထားလို့ရတယ်။ဘာလို့လဲဆိုတော့ Ryan Chagiro ရဲ့ ceiling ကအမြင့်ကြီးပဲ။ပြောရရင်ဒီဘွယ်မူပို့ပြီးတော့ကောင်းနိုင်စွမ်းရှိသေးတယ်ဆိုတာတဲ့ Ryan Chagiro ပို့ကောင်းနိုင်စွမ်းရှိသေးတယ်ဆိုတာကပို့ပြီးတော့ များတယ်အချီနီကချာကီရဲ့လက်ရှိမှာ22နှစ်အောက်ပဲကျွန်တော်ရှိသေးတယ်ကိုမန်ချက်စတာယူနိုက်တက်နဲ့ထိပ်တော့တွေ့တော့လေအမှန်ကန်လုတ်ပြသွားတာဆိုတော့ပရီးမီးယားလိမှာအံဝင်ခွင့်ကြမဖြစ်ဘူးလို့ကစားမားတိုင်းကိုကျွန်တော်ပြောလို့မရဘူးဟုတ်တယ်မလားဟိုအတိုင်းနာတစ်ခုကြီးတော့ဗျာပရီးမီးယားလိဆိုတော့ကိုအသင်းမှာတော့အံဝင်ခွင့်ကြဖြစ်ပါမလားလို့ဘာလို့ဒါတော့ဗျာကျွန်တော်စမ်းမကြည့်ပဲနဲ့ဘာမှမသိဘူးလေသိရင်တော့ဘယ်သူကခေါ်မှာတော့ဟုတ်တယ်မလားအအဆင်မပြေဘူးဆိုတာသိရင်တော့ဘယ်သူကခေါ်မလဲကျွန်တော်ဒါမှမဟုတ်ကျွန်တော်စမ်းကြည့်ရမှာပဲဒါအပြင်ချာကီလူကစားမမျိုးတွေကိုကျွန်တော်ခေါ်လိုက်လို့ပေါ့နော်အဆင်မပြေဘူးဆိုရင်လည်းပဲ တန်း20လောက်နေရင်ကျွန်တော်တို့ဒါရနိုင်မယ့် player မျိုးဆိုတော့ကျွန်တော်တို့ဟိုကျွန်တော်ကတော့စွန့်စားသင့်တယ်လို့ထင်တာပဲစွန့်စားသင့်တယ်လို့ထင်တာပဲဆိုတော့တခုတော့ရှိတာပေါ့လေအဲဒီ Ambrodeck မှာဆိုလို့ရှိရင်တော့ Ryan Chucky ဆိုတာထက်ဒီ Ambwin Mu ကအများကြီးပိုပြီးတော့ကောင်းနေတာသူတို့လည်းပဲဘွယ်မူကဘယ်နှနှစ်ရှိနေ25လား26လား Chucky ကအများကြီးပိုပြီးတော့ရှင်ကြီးကောင်းနိုင်တယ်ဒီညမှာကစားမကလာခြင်းသလားဆိုတာလည်းရှိသေးတာပေါ့လေအဲအဲ့ဒါကလည်းကိုရီကျူးစားမှကိုရီဆင်းပြီးတော့ခေါ်ဖို့ကျူးပန်းမှတည်ရမှာ ဒါကြောင့်ဘာလို့ညီကတို့ဘလူဘသူကိုပို့ပြီးတော့လိုချင်ကြတယ်ဒီညမှာဈေးကတော့တန်း30လောက်ကြားထဲမှာကွာဟမှုရှိတယ်ပေါ့လေကစားမားတွေလာခြင်းမလာခြင်းဆိုတာကလည်းအံပွဲမှုလည်းလာခြင်းမလာခြင်းကျွန်တော်မသိရသေးဘူး Ryan Chagil လည်းလာခြင်းမလာခြင်းကျွန်တော်မသိရသေးဘူးဆိုတော့ညီကတို့ရောဘလူဘလူမြင်ကြတယ်ကျွန်တော်လက်ရှိမှာတော့အသင်းရဲ့ဘက်ကတော့အံပွဲမှုကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့စတင်ဆွေးနွေးမှုတွေရှိနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒီညမှာဟိုတန်း90လောက်ကုန်မဲ့ကစားမားဖြစ်တဲ့အတွက်ခနာချူကိုရောင်းပြီးမှရတဲ့ငွေကိုတုံးမှဆိုတော့ကျွန်တော်ဆွေးနွေးတာတွေကပေါ့နော်ကြားထဲမှာ ကာလာကြောက်မယ်လို့လို့ကျွန်တော်ထင်တာပဲကာနာချူကိုရောက်မရမချင်းကျွန်တော်ဒီကစားမကိုမခွန်နိုင်မဲ့အခြေအနေမျိုးကျွန်တော်ညီညီကလို့ရောကျွန်တော်ဘလူမင်းညလည်းလက်ရှိအသင်းမှာကျွန်တော်ဒီအမ်ပွင်မူလို့ပါကိုခေါ်ဖို့နဲ့ပတ်သက်ပြီးတော့เนาะချိုးပန်းနာကိုညီကလို့ဘလူမင်းညလည်းဘူးသမားကိုပြားတဲ့မာတီနက်စ်ကိုခေါ်ဖို့ချိုးပန်းမှာရနိုင်လောက်မယ်ထင်လားတဲ့အဲမာတီနက်ကတော့ပြားကျွန်တော်ပြိတ္တတွေအများစုသဘောကျကြတဲ့တဲ့မှာမပါဘူးပေါ့နော်တိုင်းမလို့အတင်းဘက်ကတည်တယ်မှာကိုအတင်းကိုရောက်လာတယ်ဆိုလို့ရှိရင်တော့တည်တယ်မှာပြိတ္တတွေကတော့ထုံတဲ့တိုင်းမှာပဲကျွန်တော်တို့ဒါသဘောကျကြတာအကြီးပဲရဲ့ မာတီနက်စ်တို့ဂိုးသမားကိုရရင်တော့ကောင်းတာပေါ့လေလက်ရှိ32နှစ်လား31လားဒါမျိုးလို့လုံးဝဗောနော quality ဂိုးသမားတစ်ယောက်ဖြစ်ရှိနေတော့မယ်အမေမထင်ပါဘူးเนาะမထင်ပါဘူးဘာလို့လဲဆိုတော့မာတီနက်စ်လိုကစားမဂိုးသမားအတွက်လက်ရှိကိုထက်ပို့ပြီးတော့အဆင်ပြေနေတဲ့နေရာတွေအများကြီးတွားလို့ရတယ်မာတီနက်စ်လို့ရှိရင် United ဆိုတာကနောက်ဆုံးမှတွေးရမယ့်နေရာမျိုးပြ။ Okay ငါတော့ Aston Villa ကနေလုံးဝပြောင်းမယ်။ငါ့ကိုအမှန်ကန်ငါလူချင်းနဲ့ပြည်တယ်မလား။ demand တွေလည်းဖြည့်ပြီးတော့ပြီးနိုင်တဲ့အသင်းတွေလည်းမရှိဘူးဆိုတော့ ယူနိုက်တက်ကပဲပြောင်းတာကောင်းပါလေလေယူနိုက်တက်ကတော့အနည်းဆုံးတော့တည်ရမလားအသင်းချင်းကြီးမကောင်းပြီမယ်လေငါလူချင်တာလေးတွေပြီးနိုင်ဆိုရင်ရှိတယ်ဟာဆိုရင်တော့တမျိုးပေါ့လေဆိုတော့အသင်းကျွန်တော်တော့ဗျာဒီထားပါတော့အစပန်ညိုတို့ဘာလို့မှဒီယာဒီတောက်ချောက်ဆိုလို performance တွေပြနေတဲ့ဂျိုဝန်ကာစီယာတို့ဘာလို့ဆိုလို့ရှိရင်လည်းအသင်းဘက်ကတရင်ထွက်တင်နေတယ်မှာပါတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့တရင်ကမထွက်ဘူးဘာစီတို့ဘာလို့ကအာဆင်နယ်တို့ဘာလို့ကတော့တရင်ထွက်နေတာကိုအသင်းကဘာတရင်မှမထွက်ဘူးအဲ့ကူသမားလေးဆိုလို့ရှိရင်ဈေးတက်တက်တာနဲ့ကျွန်တော်ရမှာ တော့ Martinez တို့ဘာလို့ကိုကျွန်တော်တို့မျော်လင့်ဖို့ကတော့နည်းနည်းအလန်းဝေးပါတယ်ကိုအတင်းကတော့တော့တိုင်ပတ်နေတာဆိုတော့ဗောနော်အခုချိန်မှာတဲ့လူငယ်တွေကိုပြိုးထောင်မယ်ဆိုလို့ချင်းနောက်ရသည်တန်းစင်းဖို့ပဲရှိတယ်ဗျာတဲ့ City တို့ Liverpool တို့ကအကောင်းဆုံးကောင်းကြီးအမှန်ကန်ခေါ်နေတာတဲ့နော်အဲ့နော်အမှန်ပဲအမှန်ပဲဒါပေမဲ့လို့ဗောနော်ဘယ်ပြောမလဲအတင်းကဗျာကိုအတင်း Academy မှာလဲအဲ့လောက်ကြီးကြီးနော်အလောက်ကြီးကြီးကျွန်တော်တို့အနေနဲ့အားကိုးရတဲ့ကစားမားကကျွန်တော်မပါဘူးပြည်ထနာက Ryan Chakiro ပါလို့ဆိုတော်မူကကျွန်တော်အသက်ငယ်လို့ချင်းခေါ်ချင်တာမဟုတ်ဘူး နော်အသက်ငယ်အသက်ငယ်လို့ညကျွန်တော်ခေါ်ချင်တာမဟုတ်ဘူးဆိုတော့အသင်းမှာက Ryan Chakiru ဘာလို့ဆိုလိုမျိုးက quality ကကျွန်တော်မှီပြီးသားအဲ့ဒါမှလားကိုအသင်းနဲ့ကျွန်တော်တွေ့တယ်ကျွန်တော်တို့မြေမြဝထင်းနေတွေ့ခဲ့ရတာပဲဒါအပြင်ကျွန်တော်နေတဲ့သူလောက်ပြနေတဲ့လက်ရှိပြင်သစ်လူစုတို့ဘာလို့မှလည်းမြင်နေရတာပဲ Ryan Chakima က quality ချင်းကိုကကျွန်တော်နေနေပေါ့နော်တိတ်မတိတ်မရိပ်ပြအံပွေမှုတို့ဘာလို့ဆိုလိုမျိုးကအမေလိုအသက်ယူရင်းနဲ့ကျွန်တော်တို့ရှေ့မှာပို့ပြီးတော့ကောင်းနိုင်ဆိုရင်ကျွန်တော်အများကြီးကြွားတယ်အများအများကြီးကျွန်တော်တို့ကြွားတယ် ဒီနေရာမှာအာမခံချက်ပူရှိခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒါအံပွင့်မူကူကျူးပန်းပေါ်လေဒါမျိုးတို့တစ်ခုရောရှိတယ်အံပွင့်မူကူငါတို့ခေါ်ပြီးဆိုတာနဲ့ဒါနောက်ထပ်ထပ်ပြီးတော့လိုတဲ့နေရာတွေကိုအားပြနေမှုကတယောက်စာနှစ်ယောက်စာလောက်ရော့ရင်ရော့သွားမှာကျွန်တော်ဒီရာဒီမှာကတိုက်စစ်မှုစစ်စစ်ကခေါ်အောင်မှာတိုက်စစ်မှုစစ်စစ်ကခေါ်အောင်မှာပြီးလို့ရှိရင်နေရုနံပါတ်1နောက်တစ်ယောက်ခေါ်အောင်မှာကွန်ညာပြီးကွင်းလေတွေကကျွန်တော်ဒီကွင်းလေနဲ့မြောက် everything ထွက်မယ်เนาะ menu ကလည်းအရင်လိုခြေသွင်းကျွန်တော်မရတော့ဘူး မေဆန်မောင်းကလည်းအင်ဂျူရီကတစ်ချိန်လုံးကင်းမမှလည်းကျွန်တော်မသိဘူး။ဥကာတီကလည်းပုံမှန်ခြေသွမ်းမရှိတော့ဘူး။ကက်စီမီရိုရဲ့တရားတင်လို့အားကိုးလို့မရဘူး။စင်ထရယ်မစ်ဖီမှာအမှန်ကန်အားပြည့်လို့ရမယ်ကစားသမားကျွန်တော်မှရှိမနေဘူး။ဆိုတော့ကွင်းလေဒီမှာဖြစ်မနေခေါ်ရမယ်။ဝင်းဘက်စ်ဒီမှာဆိုရင်လည်းအာမက်ဒီယာလို့ကစားရင်ကစားမဟုတ်ရင်ဂျန်နေကောင်တွေကဘလူးမန်တုံးလို့မရဘူး။အဲလိုလေဆိုတော့တိုက်စစ်ကိုလိုက်တဲ့နေရာမှာဘလူးမန်စိတ်ချရခြင်းမရှိလို့ပဲ။ ်ခံစစ်မှာဆိုလို့ရှိရင်လည်း right side center back မှာဆိုလို့ရှိရင်လစ်ချာတို့ပါလို့ကစားနိုင်မဲ့ကစားမကလူတာနဲ့နော်ထားပါတော့ဗျာနော်ကျွန်တော်ဒီလစ်တို့ယူရိုတို့ရှိတဲ့အတွက်ငါတို့ train လို့ရတယ်ထားအောင်တော့ဘူးသမားကမဖြစ်မနေကျွန်တော်ခေါ်ရမှာဆိုတော့အသင်းမှာခေါ်ရအများကြီးပဲအသင်းကလည်း champions league ဝင်ဝင်မရတော့တန်းတရာလောက်ကလည်းရှုံးလိုက်ရသေးတာဆိုတော့ကျွန်တော်တို့ဘသူကိုကျွန်တော်ဘလူးသွားပြီးတော့ကစားမနှစ်ယောက်နေနေတန်းတရာကျော်ကုန်းနေရင်ကျွန်တော်တို့ဘလူးသွားလို့ကြမယ်ရောက်လာရင်တော့အကောင်းဆုံးပေါ့တည်ရောက်လာလို့ရှိရင်တော့အကောင်းဆုံးပဲအာမခံချက်ရှိတဲ့ကစားမဖြစ်ဒီပူကောင်းနေပြီသို့တော့ ကျွန်တော်အနေနဲ့ပေါ့နော်ချာဂီတိုဘာလို့ကိုခေါ်ဝီကျူးပန်းတာမျိုးက risk ရှိမဲ့တဲ့မှာပါမယ်လို့ကျွန်တော်မထင်ဘူး။ Rashford ကိုတန်း40နဲ့ရောင်းပြတဲ့ဂါနာယူကိုတန်း60လောက်နဲ့ရောင်းတဲ့60တယ်เนาะကာစန်ဂျူ25တန်းနဲ့ Whiteland 35တန်းเนาะဒီကောင်ကြီးဆိုလို့ချင်းရပြီတယ်เนาะ Whiteland ကို45တန်းတော့ဘယ်သူမှမပေးဘူးဆရာကြီးเนาะအဲဆိုတော့เนาะ Whiteland ကတော့45တန်းကတော့ဘယ်သူမှမပေးဘူးဆရာကြီးဒီလားဘယ်သူမှကိုမပေးဘူး နောက်ရည်ဒီမှာတဲ့ပူကောင်းတဲ့ခြေစွမ်းနေရလာဖို့နော်မျောလင့်နေပြရတဲ့မမျောလင့်မှာနဲ့အစိမ့်စင်းရဲ့နေရာမှာဆရာသမားနော်နွေရည်ဒီအပြောင်းရွှေ့မှာကိုသိန်းကဘယ်နေရာတွေဘလူတွေအားဖြစ်နေသလဲဆိုတာပဲကျွန်တော်တို့အဓိကစောင့်ကြည့်ရမှာအဲ့ပုံမှာကြည့်ပြီးတော့โอเคငါတို့နောက်ရည်ဒီမှာဒီတဲ့ပူကောင်းလာနိုင်သလားမလာနိုင်ဘူးလဲကျွန်တော်ကြည့်ရမှာဒီတဲ့တော့ပူမဆိုးနိုင်တော့ဘူးဗျာပူဆိုးရင်လည်းတန်းစင်းုံပဲကျွန်တော်ရှိတော့တာပဲနော် ဆိုတော့ Unana ကထွက်ဖို့တည်ကြပေါက်ပြီလို့ထင်လာတဲ့ Minus Session မှာကံမဲ့ပွဲမှာတဲ့ Master Week ကလည်းမပါဘူးဆိုတော့တဲ့ကျွန်တော်တို့အဲ့ဟာတရင်တင်ထားပြီးသားပါအဲကျွန်တော်တို့တွေကအိန္ဒိယကိုလာမသိဘူးအိန္ဒိယကိုလာမသိဘူးတို့အလုပ်ကိစ္စတခုနဲ့သွားမယ်ဆိုပြီးတော့ကျွန်တော်တို့တည်ထားရတယ်အဲ့ဒါကြောင့်တို့တွေမပါတာပါကျွန်တော်တို့ကတော့ဗျာအမှန်ကန်ဘယ်လိုပြောမလဲဟိုကိုပူကောင်းတဲ့နေရာတွေနဲ့အစားထိုးရမှာပေါ့ဂူသမားတို့ဘာတို့ကမရဘူးတကယ်ပြောဂူသမားတို့ဘာတို့ကကျွန်တော်တို့ပူကောင်းတဲ့သူနဲ့အစားထိုးနိုင်မှရမှာမဟုတ်လို့ရှင်တော့အတင်းတော့ကဘလို့မှအချင်းကြီးမကောင်းဘူးเนาะ မာတီနက်စ်တဲ့ဈေးဘယ်လောက်ရှိမလို့ထင်လဲဗျာတဲ့နော်အင်း तू ကတော့လုံးဝထွက်မယ်ဆိုတော့ဗျာဟိုအများကြီးတော့ကျွန်တော်တို့ကြားလိုက်မယ်လို့တော့မထင်ပါဘူးအသက်ကလည်း30ကုသမားလည်းဖြစ်နေဆိုတော့နော်အရစ်တန်ဟာကတဲ့လီဗာကူဇင်နီးပြဖြစ်သွားပြီနော်တဲ့ဟုတ်ပါတယ်ဒါကျွန်တော်တို့လည်းဆိုင်တော့တဲ့အရာမဟုတ်ပါဘူးနော်ဦးနနာကိုအစားမထိုးနိုင်သေးဘူးဗျာတဲ့အတင်းကစိတ်ဆင်းရဲရအောင်မယ်လို့ထင်တာပဲတဲ့နော် အဲဥကာဒီကိုကော်မစ်စာတဲ့ဂျောင်းပက်ထရူကိုဝယ်ခဲ့ရမှာမဆိုင်ပါဘူးဂျောင်းပက်ထရူလို injury prone ကိုကျွန်တော်တို့ခေါ်ရင်ကျွန်တော်တို့เนาะတစ်ချိန်လုံးတန်ရန်ရနေတာနဲ့နေဆဲနေရမှာဂျောင်းပက်ထရူဆိုတာက injury အများကြီးရနေတဲ့ကစားမမျိုးပြီးရင်လည်းဂျောင်းပက်ထရူနဲ့ဥကာဒီနဲ့ကဘာမှမဆိုင်ဘူးကိုရီးယားအဲ့တုန်းက defensive midfielder ဘယ်သူမှမရှိတာเนาะကဲဆမဲရူကလည်းဒီလောက်เนาะဂျုံဂျုံကြနေတဲ့အချိန်မှာ defensive midfielder low ကိုလိုနေတာလေကျွန်တော်နေပေါ့เนาะတို့ဒါခေါ်ရမှာပေါ့เนาะအဲ့ဒါအဲ့ဒါအဲ့လိုမျိုးကျွန်တော်ပြောလို့မရပါဘူးเนาะ နောက်ထပ်ပူကောင်းတဲ့ defensive midfielder ကိုအိုက်ဇီနဲ့ခွန်နိုင်ခဲ့ရမှာဆိုကွာဆိုရင်တော့ဒါမျိုးကြည့်ရမယ်။ဂျောင်ဘတ်တူရဲ့ဟွာနဲ့ဥကာဒီနဲ့ကကျွန်တော်ဘာမှမဆိုင်ဘူးဗျ။ Okay အဲစင်တမစ်အတွက်တဲ့ Stuka က24ကိုကြိုက်တာပြရတဲ့နော်။ကြိုက်တယ်တဲ့နော်။ Kimmich လိုပဲတဲ့နော်။အဲကျွန်တော်တို့ Stellar ကိုပြောတယ်ထင်ပါတယ်နော်။ပေါ်တူဂူးသမားကိုကြိုက်တယ်ပြရတဲ့နော်။ဆရာသမားကြီးနော်။ အမားတွေပါတွေနော်ကျူးလွန်နေတဲ့ဒဏ်ကိုခံနေနေဆိုရင်တော့ခေါ်ပေါ့ဗျာဟုတ်တယ်မလားနော်ဒီဂိုကော့စတာတို့ပါလို့လေဝီဝီမကြည့်နေကိုသိနေတွေ့ခဲ့တဲ့မင်းယူရိုပါလိပွဲကိုပဲကျွန်တော်အရင်ဆုံးတော့ရှုလိုက်အောင်ဆရာသမားတွေနော်ဒါကြည့်မယ်နော်မှားတာပဲဒီကူသမားအမေတကယ်အကြီးကြီးမှားတာနော်တကယ်ပွဲကြီးကြီးပဲမှားတာမလီမှားသလားတော့မမေးနဲ့ဒါအပြင်ကျွန်တော် Alex Cross ကနောက်ထပ် report တစ်ခုလုပ်ထားတယ် Liam Delap ကိုခေါ်ဖို့အတွက်ပေါ့နော်ကျူးပန်းနေတဲ့နေရာမှာအခု Chelsea အသင်းကလည်းပူပြီးတော့အချိန်ကြီးအားကောင်းလာတယ်ပေါ့ ချန်ပီယံစ်လိကစားကွင်းရရဲဆိုတဲ့ပုံစံနဲ့ဆွဲဆောင်မယ်ဆိုလို့ရှိရင်ချယ်ဆီကတော့သူတို့စီပဲဒီကောင်လာမှာပဲဆိုပြီးတော့သူတို့အပိုင်တွက်ထားတယ်ဆိုပြီးယုံကြည်နေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒါကတော့ဒါကတော့အမှန်သားပဲလေကစားမားတွေဆိုတာကမင်းကလည်းဘာမှမကံရဘူးဆိုတာနဲ့ဆက်လို့ရှိရင်ချန်ပီယံစ်လိကံရတယ်ဆိုတာကိုပြောင်းမှာပေါ့အဲ့တော့ကျွန်တော်တို့ဒါတွေကကျွန်တော်တို့ဒါကြိုးတွက်ထားပြီးသားပဲငါတို့ချန်ပီယံစ်လိတွေဝင်ခွင့်မရရင်ဘာတွေဖြစ်လာနိုင်တယ်လဲကျွန်တော်တို့သိပြီးသားပဲဒီလက်ကိုအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေတဲ့အချိန်မှာ ဒီလက်ကလည်း okay ဘဲတင်းကငါ့ကိုမိနစ်ကစားခွင့်နေပူပေးနိုင်ပါလေဒါအပြင်ဘလူးပြိုင်ပွဲမျိုးကစားရမလဲဆိုတာကိုသူလည်းကြည်မှာပဲဒါကစားမတွေကိုသွားပြစ်တင်လို့ကျွန်တော်မရဘူးအာ United ရဲ့ကစားပေးခြင်းနဲ့ကစားမကိုဟာခေါ်ဟေးဆိုတဲ့ခစ်ကကုံသွားပြီသိရနော်ဘသူမဆို stable ဖြစ်နေတဲ့အတင်းကိုပြောင်းကျင်ကြတယ်ပြိုင်ပွဲကြီးတွေကိုဝင်ကစားခွင့်ရတဲ့အတင်းကိုကျွန်တော်ပြောင်းကျင်ကြတာကြီးပဲရဲ့ဒီမှာဒါကြောင့်လည်းပဲကိုအတင်းမှာလည်းပြည်ပြိုင်ပွဲကြီးတွေရအောင်ကျွန်တော်ညှိုးစားနေတာ ကြိုးစားနေရတဲ့ပြဿနာကဘာမှကျွန်တော်မရခဲ့ဘူးဆိုတော့ Champions League ဝင်ခွင့်ရတဲ့အသင်းတွေနဲ့ရှင်ခွင့်ရင်ဘာမှရတဲ့အကြောင်းမရှိဘူး Champions League ဝင်ခွင့်ရတဲ့အသင်းတွေနဲ့ရှင်ခွင့်ရင်ကျွန်တော်ရတဲ့အကြောင်းမရှိဘူးဆိုတော့ဒီလက်ပြည့်ချင်းဒီကလည်းစောင်းတော့ကျွန်တော်ကြည့်ရမယ်ဒီလက်ကကိုရီနဲ့တွေမဟုတ်ဘူးဗျ Everton တို့နဲ့လည်းဆွေးနွေးတာတွေကျွန်တော်ရှိတယ်တခြားအသင်းတွေနဲ့လည်းဆွေးနွေးတာတွေကျွန်တော်ရှိနေတယ်ဆိုတော့ဒီလက်ကိုတိတိယောက်ဆွေးနွေးတဲ့အသင်းတွေမှာ Champions League ဝင်ခွင့်ရတဲ့အသင်းတွေပါတယ်ဆိုရင်ကိုရီးယားကျန်ခဲ့မှာတယ်ဒါပဲဒါလည်းကျွန်တော်တို့အကုန်လုံးဒေတာမိပြီးသားလို့ကျွန်တော်ထင်တယ် ကြောင့်ຫນွေရာသီပြောင်းရွှေ့မှာအလုတ်လို့ဝတာကအတင်းအတွက်အင်မတန်ကိုလက်ပေါင်းခက်သွားပြီတော်တော်ကိုကျွန်တော်တိုင်ပတ်သွားပြီဂူလမာပါတယ်ဒီကီယာကိုပဲကိုစီချင်တယ်ဗျာအခုချိန်ကြီးလက်ဆွမ်းပြတော့ကောင်းနော်ကောင်းတော့ကောင်းလို့ပဲတဲ့ရန်ညပြောခဲ့သူပဲတဲ့မြေလန်တင့်ပြီးမရှိသေးသူတွေဆက်ပြီးရောစီရာโอเคကျွန်တော်မြေကလည်းလန်နေတာပဲလေအဲရီတန်ကလက်အောက်မှာလည်းကျွန်တော်တန်းချောက်ရတယ်တုံးပြီးတော့မြေလန်ကြတာပဲဟုတ်တယ်မလားနော်ဒါကဒါပဲ တော့ကျွန်တော်တို့ဗောနော်မြေလန်နေဆိုတာကကစားသမားတွေကိုမြေလန်နေ ਉਹ နဲ့ကျွန်တော်မရဘူးအတင်းကိုစီမံနေတဲ့သူတွေဘာတွေကိုကျွန်တော်တို့ကမြေလန်မှရမှာစီမံနေတဲ့သူတွေကိုမြေမလန်နိုင်မှုဆိုအဲ့စီမံနေတဲ့သူတွေကပိုကောင်းအောင်စီမံမှမဟုတ်ရင်ကျွန်တော်ဘာမှကျွန်တော်ရမှာမဟုတ်ဘူးနော်တိုက်စစ်တွေ့ပြားတဲ့ခွန်ညာရဲတဲ့ဒီလက်ပြဲတဲ့နော်အာအံပွဲမွေကိုခေါ်စီခြင်းနဲ့တဲ့နော်โอเคဦးနနာကပြားတဲ့ဘာစီလိုနာ လာမာစီယာအကယ်ဒမီထွက်ဆိုတာမယုံနိုင်ဘူးတဲ့နော် အဲမမားတဲ့ကုသမားဆိုတာမရှိပါဘူးဗျာတဲ့နော်အိုကေအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နော်အဲ့ဆိုလဲဦးနနာပဲဆက်ထားတော့ဗောဟုတ်တယ်မလားနော်တန်း90တောင်ပေးထားတာပဲနော်နော်မှားမှာပဲဆိုမှတော့နဲ့ဦးနနာကိုပဲဆက်ထားတော့ဗောဟုတ်တယ်မနော်ဟုတ်တယ်ဟုတ်တယ်မလားနော်ဘာလို့ဘာလို့မအောင်နော်ခေါ်နေသေးရေနော်ဦးနနာပဲဆက်ထားဗောဗီတာဂူဂရက်စ်ကိုခေါ်စီချင်တာများတယ်နော်ဂူဂရက်စ်ကအာဆင်နယ်ကိုရောက်ဖို့ချီနေများသွားပြီလို့ကျွန်တော်ထင်တယ်အာဆင်နယ်ဘက်ကတကယ်ကြိုးစားမယ်ဆိုလို့ရှိရင်တော့တို့ဒီဘယ်လိုပြောမလို့ ဂျူဂရက်စ်ကရမှာပဲကိုရီးယားဂျူဂရက်စ်ရဲ့အပြောင်းအရွှေ့ကမေ့လိုက်လို့ရပြီနော်ကစားမကချန်ပီယံစ်လိဝင်ခွင့်ရတဲ့အသင်းကိုပဲပြောင်းကျင်နေဆိုပြီးတော့ပြောထားတယ်ဆိုတော့အကူရီးယားကိုရီးကိုရီးတက်နိုင်တဲ့အခြေအနေမျိုးကနေကျွန်တော်မရှိရောဆိုတော့ကျွန်တော်မေ့လိုက်သိပြီပေါ့နော်ဆိုတော့ခြေသူများတွေမှာလည်းခြေသူများတွေမှာလည်းဆိုတော့ကြည့်နေကြွေးကျွန်တော်က1500နီးပါးရှိပါတယ်ဆိုတော့ channel လေးကို subscribe နဲ့ရတဲ့သူဆိုလို့ရှင်နေပြီးတော့တောင်းဆိုပါတယ်ဒီနေ့ညမှာ breaking news တွေပါတယ်ကျွန်တော်တက်နာရယ်ဆိုလို့ရှင်တော့အဲ့တိုင်းကျွန်တော်တင်ပြမယ်ပေါ့နော်မဟုတ်လို့ရှင်တော့ကျွန်တော်မနေ့ပြန်မှာကျွန်တော်တွေ့ပါမယ်တခုတော့ရှိတယ်ကျွန်တော်မနေ့ပြန်ကြရလို့ရှင်ရင် အရေးကြီးကိစ္စသွားစရာရှိတော့မနက်ခင်း live တော့ကျွန်တော်လုံးဖြစ်မှာတော့မဟုတ်ဘူး။ဒါပေမဲ့လို့သတင်းတွေပါတွေတော့ကျွန်တော်ရအောင်တော့တင်ပေးခဲ့မယ်ပေါ့နော်။ဆိုတော့ပြီးလို့ရှိရင်တော့ညနေလို့ပါလို့ကြာလို့ရှိရင်တော့ကျွန်တော် live တွေပါတွေပြန်သွားမယ်ပေါ့လေ။ဆိုတော့ကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်။